ူသမရာ JD Vance ဟာ Trump ရဲ့တက်ခိုက်ရေးသမားလို့ဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက Imperial American သမရာ Trump နဲ့ Ukraine သမရာ Zelensky တို့ကြားအစည်းအဝေးမှာအခြေတင်စကားများခဲ့ပြီးနော် American တို့သမရာ JD Vance ကလည်း Zelensky ကိုပြင်းထန်ဝေဖန်ခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံမှုမှာ Zelensky က JD Vance ဟာရုရှားကိုဘာကြောင့်မျက်နှာသာပေးနေတဲ့အခြေအနေအားရှင်းလင်းဖို့ပြောခဲ့ပါတယ်။ ်မရိကန်မီဒီယာတွေရှိမှဒီကိစ္စကိုဆွဆွဲဖို့စ조사ပြီးဘယ်ဥပုံရုံးငန်းကိုလာတာဟာခမားအနေနဲ့အယုဒ္ဓိမရှိဘူးလို့ကျွန်တော်လေးစားစွာပြောခြင်းနဲ့ဆိုပြီး JD Bank ကတုံ့ပြန်ပါတယ်ဒါအပြင်ယူကရိန်းပြည်ပကောက်ကိုဆုံးသက်ဖို့စ조사ပြနေတဲ့တမရထံကိုကျေးဇူးတင်နေတယ်လို့လည်း Bans ကပြောပါတယ်။ Emperor Seaway ဟာ Transatlantic တို့ရဲ့ပုံကိုရချင်းများမှုလို့ထင်ရပေမဲ့ JD Vance ဟာ Trend အတွက်ရှေ့တန်းမှာတိုက်ခိုက်ရေးသမားတအုပ်လို့သူ့ရဲ့ပုံရိပ်ကိုမြင့်တင်တဲ့ခြေနေကိုပြသရရောက်ကြောင်းကျွမ်းကျင်သူတွေကပြောပါတယ်။ တကယ်လို့ဇလန်စကီးနေရာမှာပူတင်သမုတ်ကင်ဂျုံအန်ဆိုရင်ရောဂျေဒီမန်အနေနဲ့အဲ့ဒီလိုပြောနိုင်ရလားပြောရပါမလားဆိုပြီးလဲဝေဖန်မှုတွေထွက်နေပါလိမ့်ဒီမိုကရက်တွေကတော့အင်ဖီရိုဟာဇလန်စကီးကိုအပြင်းထန်ဝေဖန်ထိုးနှက်ဖို့ကြိုတင်ကြံစည်ခဲ့ကြအောင်ဆွဆွဲခဲ့ပေမဲ့ဒီအကြောင်းအရာနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကတော့ဇလန်စကီးအားဂျေဒီမန်ဆက်ဝေဖန်မှုဟာကြိုတင်စီစဉ်ထားခြင်းလုံးဝမဟုတ်ဘူးလို့ပြောပါတယ် အသက်40ရွယ် JD Banks ဟာထရက် Made America Great Again ဆိုတဲ့နိုင်ငံရေးလှုပ်ရှားမှုကိုစက္ကန့်ပဲသူအဖြစ်ထင်ကျေးပစ်ခံရပြီးလွန်ခဲ့တဲ့လကစတင်ထာဝရထမ်းဆောင်ပေးတဲ့ချိန်ကလေးကထရက်သစ္စာရှိလူယုံတော်အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ Ohio ပြည်နယ်ရဲ့အထက်လွှတ်တော်မှအဟောင်းဖြစ်တဲ့ JD Banks ဟာထရက်ဆိုရသုံးစီရှော့ချမှုကိုဦးဆောင်တဲ့ Elon Musk ပါဝင် Trump ဘက်မှအမာခံရည်တည်သူများထဲမှာရှေ့ဆုံးနေရာမှာရှိနေပါတယ်။ ဂျေရီဘန့်စ်ကတော်တော်အာဏာပြခဲ့တာပါသူဟာအီလွန်မတ်စ်နဲ့မတူပါဘူးသူတော်တော်ထရန့်နဲ့အတူထိုင်ပြီးဇလန်စကီနဲ့စကားပြောခွင့်ရတာဟာကြီးမားတဲ့အခိုက်အတန့်လို့မှတ်ယူနေပုံရတယ်လို့အမည်မဖော်လိုတဲ့အမေရိကန်အရာရှိသူကပြောခဲ့ပါလေအဲ့ဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပဲဂျေရီဘန့်စ်ကယူကရိန်းနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့လည်းအခြေမွေအသင့်ရှိနေပြီးဇလန်စကီအနေနဲ့ပြင်ဆင်ပြီးပါကစိတ်ကိုပြောင်းလဲနိုင်မှာကပြန်ပြီးလာရောက်ဖို့အသင့်ပါပဲဆိုပြီးတော့ပြောခဲ့တာပဲဖြစ်ပါတယ်